င်္ဂလာပါအာလမစိနေပြကြမှာချမ်းသာကြ၍ရေးကြကြပါစေလို့ဆုတောင်းပေးပါတယ်။ဘုန်းကြီးဒီနေ့မှာတော့စိတ်ပြေရခြင်းအားငယ်ရခြင်းဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဟောကြပါတယ်။အကြောင်းကြောင့်အကျိုးဖြစ်လာကြတဲ့အခါမှာတကယ်တမ်းအရင်ဆစ်လိုက်တဲ့အခါကြရင်တော့ကိုယ်မှာအကြောင်းတွေရှိခဲ့တဲ့အတွက်ကြောင့်အကျိုးတွေကိုရင်ဆိုင်နေရတယ်လို့ ခြေခံအပြင်ခံယူရတယ်။ကမ္မတက္ကတာသံမာဒိဋ္ဌိဆိုတဲ့အတိုင်းပဲကံတားလင်းကိုယ်ပိုင်ဥစ္စာရှိတယ်ဆိုတာအမှန်တရားပါ။ကိုယ်ပြုံးပြလို့ရှိရင် အပြုံးကို ပြန်ရတတ်ပြီး ကိုယ်မဲ့ပြရင်မဲ့တော်ကိုပြန်ရတတ်လို့ပါပဲ။ဘဝအတွက်ကိုယ်ရှောင်းနိုင်တဲ့နာမအကြောင်းကြီးရှိနေတဲ့အတွက်ကြောင့်မလို့လုံးတလုံးမဖြစ်တာ လုံနေရင်ဆုံးရှုံးရတာစသဖြင့်ကြုံကြတာပါပဲအဲလိုကြုံတဲ့အခါတွေမှာအရေးကြီးဆုံးအချက်ကတော့ကိုယ်စိတ်ကိုညီကြီးတိကြသွားတာမျိုးပေါ့အဲဒီလိုမဖြစ်စေခင်ဘူးအဲဒီလောက်စိတ်တက်လေကိုကိုကိုပြောညံမနေအောင်အမြဲတမ်းပြောထောင်ပေးပါလူဆိုတာတော့ဘဝတစ်ခုလူတစ်ခုအဘူတစ်ခုစင်းနေပဲ ကိုအကျိုးပေးတဲ့ကိုတွေလာကြတာဆိုတော့ကိုနဲ့သူနဲ့တူမှာတော့မဟုတ်ဘူးကိုကစူးစမ်းလို့မဖြစ်ပေမဲ့သူကစူးစမ်းလို့ဖြစ်နေတာကလည်းပဲသူအတိတ်အကြောင်းတွေနဲ့သူပဲပြစ်စုံပံအကြောင်းတွေကလည်းပဲပြည့်စုံနေလို့ကိုနဲ့သူနဲ့မတူဖြစ်နေတာအဲ့တော့ကိုကကို့မှာရှိတဲ့အနေထားပေးတဲ့အခြေအနေနဲ့ပဲအကောင်းဆုံးစူးစမ်းကြရတယ်မင်းမရှိတဲ့နေရာမှာ မိစုံပေါင်းပြီးတော့အလုပ်လုပ်ရတယ်လို့မျိုးပေါ့အဲ့တော့သူများတွေပို့ပြီးတော့ကုန်ကြတယ်ကုန်စရာရှိရင်သူများတွေပို့ပြီးတော့ကုန်ကြမလဲကုန်ကြလိမ့်မယ်ပြီးတော့စီစဉ်ရတဲ့ကိစ္စတွေကလည်းသူများတွေပို့ပြီးတော့ပြန်ပန်းတယ်အဲ့လိုနေရာမျိုးတွေမှာအနစ်နာခံပြီးတော့အလုပ်လုပ်နေရတဲ့သူမျိုးတွေရှိတယ်ကောင်းလာမဲ့အနေထားကိုမျောလင့်ပြီးတော့အချိန်ကုန်မဲ့အစားလောလောဆယ်ကောင်းတာတွေကိုပဲ ရွေးပြီးတော့လုပ်တယ်။တက်နိုင်တာတွေကိုပဲရွေးကိုရွေးလုပ်ရင်းနဲ့ကိုယ်စိတ်ကိုကိုယ်ဆုံးမပြီးတော့ကိုယ်စိတ်ကိုပဲကိုယ်ဖြောင်းဖြားပြီးတော့နှစ်သိမ့်ပြီးတော့နေကြရတာ။အဲ့တော့တအားအောင်ငယ်သွားခြင်းတအားစိတ်ပြတ်သွားခြင်းဆိုတဲ့အရာမျိုးတွေကိုဖြစ်လာမယ်ကြံလို့ရှိရင်အော်ဘဝတစ်ခုအပူတစ်ခုပဲကိုယ်လက်ရှိအချိန်မှာအလုံးလုံးနေဖို့ပဲအရေးကြီးတယ်ဒီစိတ်နဲ့ ကိုကိုကိုပြန်ပြီးတော့တင်ရတယ်ပြန်ပြီးတက်မှတ်ရတယ်စိတ်တထိုင်ကြနေဘာမှလက်ဆက်ပြီးတော့လုံဖြစ်တော့မှာမဟုတ်ဘူးအဲ့တော့အလုံဆိုတာလုံနေရအောင်မှာပဲဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကခဏခဏပြောသလိုပဲအဖြစ်အပျက်ဆုံးတွေနဲ့အလုံးနိုင်ဆုံးတွေကိုရွေးရွေးပြီးတော့လှုပ်သွားစိတ်ကိုအလိုလိုနဲ့ရင်းနဲ့ခွန်အားဆုပ်ယူသွားစေတဲ့အရာမျိုးတွေကို မတွေးနဲ့မကြံနဲ့စိတ်ကိုခွန်အားပြည့်စုံမဲ့ဘာသာရေးအလုပ်တွဲလုပ်ခြင်း ိတ်ကိုတင်းငြိမ်စေသောသမထအလုပ်များလုပ်ခြင်းအရာနဲ့စိတ်ခွန်အားတွေပြန့်ကျန်ယူရတယ်။အဲ့တော့စိတ်တကြသွားတာအားငယ်သွားတာဖြစ်မဲ့ကြံလိုက်တိုင်းဘုရားအာယုံတော်၎င်းတရားအာယုံတော်၎င်းသံဃာအာယုံတော်၎င်းအဲ့အာယုံယူပြီးတော့စိတ်ကိုပြန်အားမွေးလိုက်ပါနောက်တစ်ခါလက်တွေအကြဆုံးအခြေခံအကြဆုံးအချက်တွေကိုတွေးပြီးတော့စိတ်ကိုပြန်ပြီးလမ်းကြောင်းမှန်ပေါ်ရောက်အောင်ချက်ချင်းပြန်တင်လိုက်ပါ လမ်းမပေါ်မှာအကြာကြီးမနေပါစေနဲ့တွေးဝင်နေတဲ့လမ်းပေါ်မှာအကြာကြီးစိတ်ကိုမထားပါနဲ့မရေရာတဲ့အတွေးတွေနဲ့စိတ်ကိုမငြင်းဆဲပါနဲ့တေချာတာတွေကိုစဉ်းစားတတ်အောင်လေ့ကျင့်ပါဒါကြောင့်ကဘာသူကဘာသာအပေါင်းဘလို့ခက်ခဲမျိုးတွေနဲ့ပဲကြုံကြုံမလျှော်တော့စွဲပြင်းကြသောစိတ်ထားတွေနဲ့အနိုင်တိုက်ယူနိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ